ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုငိမ့်ချမ်းမောင်ပါကိုငိမ့်ချမ်းမောင်ကောင်းလိုက်တဲ့နာမည်ပါဟုတ်ကဲ့33နှစ်ပြင်ဦးလွင်ရပါအရွယ်ကောင်းဟုတ်ပြီအယောင်အဝယ်လှုပ်လှုပ်ပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးခင်ဗျားတဲ့အပူခဲပြီးအမဲမအီမပါဖြစ်နေပါတယ်တဲ့ဟုတ်ပြီဝမ်ပိုင်းနဲ့ပေါင်ကြံတွေတဲ့ပူနေပါတယ်တဲ့ဟုတ်ပြီခြေပွားအစီတွေထပ်ပါတယ်တဲ့ ရှိဘွားမှာခြည်စီထွက်တယ်ဟုတ်ဝိုင်းပန်းနဲ့ပေါင်ကြမ်းနဲ့ပူရဲဟုတ်ကဲ့ဆရာခြည်ပြားကလည်းအေးမခံဘူးတဲ့ဟုတ်ပြီအေးမခံနိုင်ပါဘူးတဲ့ဟုတ်တယ်ကျွန်တော်ကျမ်းမှာလမ်းဆန်းအောင်တဲ့နေထိုင်စောက်ပေါင်ကြီးလေးလမ်းညွှန်ပေးပါခင်ဗျာဟုတ်ပြီအဲ့ဒီအတွက်မေးခွန်းကမေးခွန်းရှင်ရောဂျန်တဲ့လူရောဒီလိုလိုက်နာဖို့ကောင်းတဲ့ဒီရွယ်လေးဟုတ်ကဲ့ပါဆရာစလိအရက်ကွန်းဟုတ်ကဲ့ပါအဲ့ဒါမြေဝဲရဖြတ်ပါဟုတ်ကဲ့ပါဆရာ စလိတောက်တောက်အရက်တောက်တောက်ကွန်စားစားအဲ့ဒါမျိုးရင်ဖြစ်ပါဟုတ်ကဲ့အချွတ်ကြော်ကြီးပေါ့ဟုတ်ကဲ့ပါဆရာဣချာကွေးတို့စုံစားတို့ဘရာကြော်တို့လို့စားမျိုးနောက်ကလေးစားတဲ့ငမုတ်ကြော်ကအာလူကြော်မျိုးအဲ့ဒီတစ်ခုရလိုက်ပါဆက်ပြီးစားစရာမရှိတော့ဘူးစားရမယ်ဒိန်ကျင်တောက်ပါဟုတ်ကဲ့ပါဆရာဒိန်ကျင်မရနိုင်ရင်မကြီးဖြော်ရည်တောက်ပါဟုတ်ကဲ့ပါဆရာဒိန်ကျင်နဲ့မကြီးဖြော်ရည်နှစ်ခုသလုံးရရတော့ဒီနေ့ဒိန်ကျင်တောက်လိုက် ။နောက်နေ့ကျမကြီးဖြွေလေးတောက်လိုက်။ဒီနေ့ဒိန်ကျင်တောက်လိုက်။နောက်နေ့ကျမကြီးဖြွေရေးတောက်လိုက်။အဲ့လိုတောက်တာနဲ့ကိုတက်တာတော့ပါလိမ့်မယ်။လိန်နာကတော့ကရမက်ကူရဲ့လိန်ပါဦးစားပြီးပြီးတော့ဟုတ်ကဲ့ပါဆရာအဲ့လိုလိုက်နာလိုက်လို့ရှိရင်ရှစ်ပိုင်းအတွင်းမှာကိုတိတာတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခြင်းဘုရားရှင်ညပါစီဗျာ